Hello အင်္ဂလိပ်စာကို sub study လေ့လာနေတဲ့သူတွေအတွက်ပတ်စံကိုမခံဘဲနဲ့ကျမတို့ဘယ်လိုမျိုးထိထိရရလေ့လာလို့ရလဲဆိုတာကိုဒီနေ့ tips တုံးခုနဲ့သူပြောပြပြပြတော့မှာဖြစ်ပါတယ်။အားလုံးမင်္ဂလာပါရှင်။ကျမကတော့ Aurora Z ဖြစ်ပါတယ်။လက်ရှိမှာအင်္ဂလိပ်စာကို sub study နဲ့လေ့လာနေတဲ့သူတယောက်လည်းဖြစ်ပါတယ်။ အခုခေတ်တည်းမှာဘာသာစကားတစ်ခုကိုအရင်ကက်ခက်ခက်ခဲကြည်လည်လာဆရာမလို့ငွေကြေးခုံကြခံပြီးတော့လဲလည်လာဆရာမလို့တော့ဘူးပေါ့နော်အဓိကကတော့ကို self study လုပ်နိုင်တယ်အချိန်ပေးနိုင်တယ်စိတ်အားထက်တာမှုရှိတယ်ဆိုရင်တော့ရနိုင်ပြီပေါ့နော်အဲ့ဒီတော့ဒီနေ့ tips လေးကဘာဖြစ်မလဲပထမဆုံးတစ်ခုကကျမတို့ online platform မှာ encrypt စာတွေကို sharing လုပ်ထားတဲ့ video တွေ free video တွေအများကြီးရှိတယ်အဲ့ဒီကိုဝင်ပြီးတော့ကျမတို့လည်လာလို့ရတယ်ဒါပေမဲ့ လိမ့်လာချင်းတိုင်းလိမ့်လာလို့မရဘူးပေါ့နော်ပေါ်တကရလိမ့်လာတယ်ဟိုဟိုရောက်ဒီရောက်အဲ့လိုမျိုးလိမ့်လာလို့မရဘူးအဲ့လိုမျိုးလိမ့်လာရင်တည်ထားတယ်လုံးဝကျမတို့တိုးတက်မှာမဟုတ်ဘူးအဲ့ဒီတော့ဘယ်လိုမျိုးလုပ်မလဲကိုယ့်ကို self discipline ထားဖို့လိုတယ်ပေါ့နော် self discipline ဆိုတာလည်းကိုယ့်ချင်းစရာကိုစွဲရမယ်ပေါ့နော်ဒီနေ့မှငါအင်္ဂလိပ်စာဘယ်လောက်လိမ့်လာမလဲငါဘယ်လောက်လိမ့်လာရင်ငါရလဲငါဘယ်ဘယ်လောက်ထက်ကျော်ပြီးတော့လိမ့်လာလို့ရှိရင်ငါငင်းငွေလဲစသဖြင့်ကိုယ့်ကိုကိုစဉ်းစားပါပြီးရင်တော့ self discipline ဥပမာတရက်ကို10မိနစ်လေ့လာမယ်ဆိုရင်တော့ရပြီရတယ်9မိနစ်ဆိုလည်းရတယ်အဓိကကတော့ရက်တိုင်းလုံနိုင်ဖို့ပဲလိုတယ်ကို့အုံနောက်ထက်ကိုအများကြီးပြုတ်တိတ်ပြီးတော့ထက်လိုက်လို့ရှိရင်အုံနောက်ကလည်းမခံဘူးမမတ်မိဘူးအဲ့ဒီတော့လေ့လာဖို့အကောင်းဆုံးအချိန်ကို ပြောပါစေရင်တော့ဒီမှာကတော့မနေ့နဲ့ညကိုညုံးမယ်ပေါ့နော်။ဘာလို့လဲဆိုကျမကိုယ်တိုင်လည်းအဲ့ဒီအချိန်တစ်ခုမှလေ့လာတယ်။မနေ့အိမ်ရထားတာနဲ့ တနင်္ဂနွေလောက်လားမဟုတ်ရင်နိုင်ရွယ်လောက်လားအချိန်ပေးပြီးတော့အင်္ဂလိပ်စာကိုလေ့လာပါအဲ့ဒီတော့ပေးမှာငါဘောင်လေ့လာမယ်ဆိုတာကိုကိုကိုစုံဖြတ်ပါအဲ့ဒီတော့တင်မှာကိုလေ့လာတဲ့ဟာကိုကိုကကောင်းမမိတယ်ညကျရင်ရောဘောင်လေ့လာမယ်ပဲနှစ်မိနစ်လေ့လာမယ်ပဲနှစ်နိုင်လေ့လာမယ်ကို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 စုံဖြတ်ထားပါဒါကရဲ့ကိုကိုရဲ့ self discipline ပေါ့နော်ပြင်အဒီဟာကိုကျွန်တော်တို့နေ့တိုင်းနေ့တိုင်းလုပ်သွားဖို့လိုတယ်တရက်တရက်မှပြက်လို့မရဘူးဘလောက်ပဲပြင်းနေပါစေအချိန်ကဘလို့ပဲဖြစ်နေပါစေကျွန်တော်တို့ အချင်းစရာဆွဲထားပြီးသားဖြစ်တယ်အဲ့ဒီတော့ပြင်းနေရင်လူကစိတ်မပါဘူးဆိုရင်လည်းလောက်ရမှာပဲစိတ်မပါဘူးလောက်နေတယ်စိတ်မပါဘူးလောက်နေတယ်ဒါပေမဲ့လောက်နေတယ်လောက်နေတယ်လောက်နေတဲ့ဟာနေပြီးတော့တိနေတယ်အဲ့တော့ကြာလာတော့ဦးနောက်ကလက်ခံလာတယ်ဒီချိန်ရောက်ရင်လဲလာရမယ်ဘာကိုလိတ်လာရင်ဘာကိုရလဲဆိုတော့ဦးနောက်ကတော်တော်လေးကိုလက်ခံလာနိုင်တဲ့အချိန်ဒီမှာရှိတယ်အဲ့ဒီတော့ကိုယ့်ကို self discipline ထားပါနောက်ထပ် tips နောက်ထပ်တစ်ခုကတော့ Marocco ခေတ်မှာကဒီ podcast တွေကအများကြီးရှိတယ်။အဲ့ဒီတော့ focus တွေကိုနားထောင်တဲ့အခါမှာ English လိုပဲနားထောင်ပါ English focus တွေကအများကြီးရှိတယ်တကယ်လို့ကိုက native speaker တွေပြောနေတဲ့ conversation podcast ဘယ်လိုပုံစံမျိုးကိုနားမလည်နိုင်သေးဘူးဆိုရင်တော့မှဒီ English learner အတွက် podcast slow ပေါ့နော်ဒီ through slow နဲ့ အဖြစ်ရလေးပြောသွားပေးတဲ့ podcast တွေလည်းအများကြီးရှိတယ်အဲ့ဒါ YouTube မှာလည်းကျွန်မတို့ share နိုင်တယ် Facebook မှာလည်းကျွန်မတို့ share နိုင်တယ်အဲ့ဒီမှာ share ပြီးတော့တရက်ကိုဒါကတရက်ကိုပဲနှပုတ်နားထောင်မလဲပဲနိုင်နားထောင်မလဲကိုကို friend ဆွဲပါပြန်ကိုနားထောင်တယ်ကျွန်မထိုင်ပြီးတော့အဲ့ဒီ phone ကို podcast လောက်နေတဲ့ဟာရုပ်ထိုင်ပြီးတော့ကြည့်နေစရာမလိုဘူးပေါ့နော်တကယ်လို့ထမင်းချက်နေတယ်ဆိုရင်တော့မထမင်းချက်ရင်လည်းနားထောင်မလားအခုရှော်ရဆင်အခုရှော်ရင်လည်းနားထောင်မလားလမ်းသွားရတယ်ဆိုရင်တော့မလမ်းသွားရင်လည်းနားထောင်မလားပေါ့နော်အဓိကကတော့ကိုနာကဒီ English English ရဲ့ Bharas ကနဲ့ရင်နေဖို့လိုတယ်ကိုရဲ့အုံနောက်ကလည်းဒီ English ရဲ့ Bharas ကသူ့ရဲ့အတန်ထွက်သူ့ရဲ့ ပြောဆိုလေယူလေတိန်းတွေနဲ့ကျမတို့ရင်နေဖို့လိုတယ်ပေါ့နော်အဲ့ဒီအတွက်ကိုကုကိုကြင်ရမှာဖြစ်ပါတယ်အဲ့ဒီတော့ English podcast ကိုအများကြီးနောက်ထောင်ဖို့လိုပါတယ်နောက်ထပ် tips နောက်ထပ်တစ်ခုကတော့တရက်ကိုစာတစ်ချောင်းလောက်ရေးပါအဲ့ဒီစာကတော့ English လို့ကျမတို့ရေးရမှာဖြစ်ပါတယ်အဲ့ဒီတော့စာကိုခက်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 တွေးပြီးတော့ရေးနေစမလို့ပါဘူးအဓိကဘာလုပ်လဲမနေ့ကဘာလုပ်ခဲ့လဲတရက်ဘာလုပ်မှလဲခုခဏနေရင်ဘာလုပ်မှလဲအခုဘာလုပ်နေလဲပေါ့နော် tense တုံးခုကိုအခြေခံပြီးတော့ past tense present tense future tense tense တုံးခုကိုအခြေခံပြီးတော့စာလေးရေးပြနိုင်ရင်တော့အရန်မိုက်တယ်ပေါ့နော်ဒီလိုမျိုးကျမတို့ရက်တိုင်းဖြဖြချင်းပဲတရက်တစ်ချောင်းပဲရေးတရက်တစ်ချောင်းပဲရေးရင်ရပြီတရက်တစ်ချောင်းပဲရေးရင်ကိုယ့်လက်ကလည်းအကျင့်ကျင့်တာရတယ်အုံနာကတွေးတာလည်းကျင့်တာရတယ်ပြီးတော့ကိုယ်ရေးတာလည်းကျင့်တာရတယ်အရန်စိမ့်မနေဘူးအဓိကကဒါ English ဘာသာစကားနဲ့ကိုယ်နဲ့ဟို အမြဲတမ်းတထထက်ဖြစ်နေအောင်ပေါ့နော်စိမ့်မနေအောင်လစ်ချင်တဲ့နီလန်နဲ့ဖြစ်တယ်ပေါ့နော်ဒါကအရန်ကိုအထောက်အကူပြုတယ်အဲ့ဒီတော့ဒီလိုမျိုးဒီ tips တုံးခုကိုကျမတို့တပတ်တွင်းကြက်တိုင်းလှုပ်သွားကြည့်ပါကျမအာမခံရဲတယ်တိုးတက်လာလိမ့်မယ်တပတ်တွင်းမှာတိုးတက်လာမယ်ဆိုတော့ကိုရေရေချေအာမခံရဲပါတယ်ဒါလည်းကျမကုရန်တောက်နေတဲ့နီလန်လည်းဖြစ်ပါတယ်အဲ့ဒီတော့နောက်ထပ်လည်းဒီလို sub study လုပ်နေတဲ့လူတွေအတွက်ကိုကျမ tips လေးတွေအများကြီးကို share ပေးချင်ပါသေးတယ်အဲ့ဒီတော့နောက်ထပ် video တွေမှာတွေ့ကြပါမယ်အားလုံးပဲ bye bye